အားလုံးပဲမင်္ဂလာပါရှင်။မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့ Trump Mountain ရဲ့ DeFi တိုက်ဖျက်ရေးဥပဒေဆွဲသတင်းနဲ့အတူဒေါ်လာ3.1 million ဘို company ငွေတွေနဲ့ခရီတိုဝယ်ခဲ့တဲ့တောင်ကိုရီးယားမင်းသမီးဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။မြန်မာကတော့စီစဉ်တင်ဆက်သူ Kiki ပါ။ ပထမအဦးဆုံးသတင်းတဲ့ပေါ်အနေနဲ့ထရမ်မောင်းနိုင်ရဲ့ဒီဖိတ်တိုက်ဖြက်ရေးဥပဒေဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ခွင့်ပြုချက်မရှိဘဲပုံသူတွေဖန်တီးတာမျက်နှာအစားထိုးထားတဲ့လိမ်ပိုင်းဆိုင်ရာဒီဖိတ်ဗီဒီယိုတွေဖန်တီးတာဟာနိုင်ငံတော်ပြည်မှုမြောက်ကြောင့်ဥပဒေတစ်ခုကိုထရမ်လက်မှတ်ထိုးထုတ်ပြန်လိုက်ပါပြီ။လက်မှတ်ထိုးထုတ်ပြန်လိုက်ချိန်ကစလို့ဒီဥပဒေဟာစတင်အသက်ဝင်မှာဖြစ်ပြီးဒီဖိတ်ပုံတွေဗီဒီယိုတွေဖန်တီးပြီးတင်ထားကြတဲ့ဝက်ဘ်ဆိုက်တွေပလက်ဖောင်းတွေအနေနဲ့48နာရီအတွင်းဖျက်ချပေးရမှာဖြစ်ပါတယ်။ ဒီဥပဒေအတက်လက်မှတ်ထိုးထုတ်ပြန်ရမှာ Trump အပြင် Trump ကတော့ Millennial Trump လည်းပါဝင်ခဲ့ပြီးဒါဟာကလေးသူငယ်တွေကိုကောက်ွယ်ပေးရမှာအဝဲတစ်ခုဖြစ်ကြောင်းလဲဆိုခဲ့ပါတယ်။ AI နဲ့ social media တွေဟာမျိုးဆက်တစ်တည်းအတက် digital တကြားလုံးလိုမျိုးဇလန်းစီတက်ပေမဲ့တကြားလုံးနဲ့မတူတာကတော့ဒီနည်းပညာတွေဟာယုံကြည်မှုတွေကိုပုံသွင်းနိုင်လက်နက်အဖြစ်ပြောင်းလဲအသုံးပြုလို့ရနိုင်တယ်လို့သိစေနိုင်တဲ့အထူးဖြစ်စေနိုင်ကြောင်းထည့်ပြောသွားခဲ့ပါတယ်။ဒီဖိတ်နည်းပညာတွေစပေါ်လာချိန်ကစလို့နာမည်ကြီးအမှုပညာရှင်တွေအပါအဝင် ကလေးသူငယ်တွေအထိအင်တာနက်ပေါ်မှာလိမ်မိုင်းဆိုင်ရာနှောက်ယှက်မှုတွေခံစားခဲ့ကြရပြီးထိရောက်တဲ့အရေးယူနိုင်မှုတွေမလုံနိုင်ခဲ့ပါဘူးအခုတိတ်ကြောင်ဥပဒေထွက်လာပြီးနောက်မှာလဲထိရောက်တဲ့အရေးယူမှုတွေလုံနိုင်မလားဒါမှမဟုတ်အပေါ်ရန်လောက်ပဲအရေးယူနိုင်မလားဆိုတာကိုတော့စောင့်ကြည့်ကြရအောင်ပါပါအခုချိန်မှာပရီတိုရီကိုအတုံးတွေကျလာတာနဲ့အတူဒီဖိတ်တွေ AI တွေနဲ့လိမ်မိုင်းဆိုင်ရာဗီဒီယိုအတူတွေဖန်တီ မဖြန့်စင်ချင်ရင်ခရစ်တိုနဲ့ငွေလဲပေးဖို့ချိန်ချောက်မှုတွေလည်းရှိလာနေတာကြောင့်ဒီလိုကိစ္စမျိုးတွေကိုလည်း US မှာတမကဒကမာလုံးကနိုင်ငံတွေမှာလည်းအသေးချာကန့်တွဲဖို့လိုအပ်နေပါသေးတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဒေါ်လာ3.1မီလီယံဘို့ကမ္ပဏီငွေတွေနဲ့ခရစ်တိုဝယ်ခဲ့တဲ့တောင်ကိုရီးယားမင်းသမီးဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ တောင်ကိုရီးယားတရုတ်ဆောင်တဦးဖြစ်တဲ့ဝမ်ချန်အွန်ဟာဒေါ်လာ3.1မီလီယံပုတ်ကမ္ပဏီငွေတွေကိုအလွယ်သုံးစားလုပ်ပြီးခရစ်တိုတွေဝယ်ခဲ့ကြောင်းတရားရုံးမှာဝန်ခံခဲ့ပါတယ်ဒီကမ္ပဏီဟာသူ့မိသားစုနဲ့လက်ပတ်နေတဲ့ကမ္ပဏီဖြစ်တယ်လို့သူအပြည့်အဝပိုင်ဆိုင်ထားတာလည်းဖြစ်ပေမဲ့ကမ္ပဏီငွေတွေကိုအလွယ်သုံးစားလုပ်ပြီးခရစ်တိုတွေဝယ်ကင်ခဲ့တာကြောင့်တရားရုံးမှာဆွဲချက်တင်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ဝမ်ရဲရှင်းနေအဖွဲ့ကတော့ဒီခရစ်တိုတွေရဲ့ရင်းမြစ်ဟာဝမ်ရဲ personal ဝင်ငွေတွေဖြစ်တယ်လို့ အဖွဲ့အစည်းကြီးတွေအနေနဲ့ခရစ်တိုကိုတိုက်ရိုက်ကင်ထားခွင့်မရှိတာကြောင့်သာသူ့နာမည်အောက်မှာခဏထားထားတာဖြစ်ကြောင်းခြေပါထားပါတယ်။ဒါကြောင့်တင်ငွေတွေဟာဝန်ထဲသာတိုက်ရိုက်သက်ဆိုင်ကြောင်းဆိုထားပေမဲ့ဝန်ရဲ့ဝန်ခံချက်အပြီးမှာတော့သူပါဝင်ထားတဲ့အနုပညာလုပ်ငန်းတွေကနေထုတ်ပယ်ခံလိုက်ရပါပြီ။ဝမ်ပါဝင်ထားတဲ့ because i'm single ဆိုတဲ့ reality show ကနေလေဝမ်ရဲ့အပိုင်းတွေကိုဖျက်ထုတ်သွားမှာဖြစ်ပြီးသူပါဝင်တရုတ်ဆောင်ထားတဲ့ကြော်ညာတွေကိုလည်းလုပ်ငန်းတွေဘက်ကဖြုတ်ချခဲ့ပါတယ် ဒါကြောင့်ကိုကလုပ်ငန်းထောင်ထားရဲဆိုရင်ကုမ္ပဏီငွေတွေနဲ့ကိုပိုင်ငွေတွေကိုတိတ်ချမခွဲခြားထားနိုင်တဲ့အခါအခက်မသိရင်တရားစွဲခံရနိုင်ပြီးနာမည်ပြန်နိုင်တာကြောင့်သတိထားကြသင့်ပါတယ်။ဒါကတော့မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။